အမေစချောင်းနဲ့ဆယ်တန်းအောင်မီရဲ့ကျွန်တော်တက်နိုင်တဲ့ဟာလေးတွေပေါ့နော်အမေကိုနောက်ဆုံးအများကြီးပတ်စံမရှာဘဲနဲ့ကျွန်တော်ပညာခန်းဆုံးနိုင်ပြီးကျွန်တော်တင်တယ်ဘွဲအောင်လုပ်တယ်ရွှေချိုလက်ငါရအောင်ပြိုင်မယ်အမေအတွက်ပြိုင်မယ်ဆိုပြီးရွယ်ချက်နဲ့ကျွန်တော်ပြိုင်ခဲ့တယ်နောက်ဆုံးအောင်မြင်သွားတယ်ပေါ့နော်ဟုတ်ပြန်ပြန်လည်းကျွန်တော်ဇလန်းတွဲတွေတော့ရိုက်ထားပါတယ်ပေါ့နော်ဒါပေမဲ့ဒီ ကယ်၍များကျွန်တော်အခွင့်အရေးများပေးခဲ့ရင်ပေါ့နော်အာကျွန်တော်ဒီပုံမှာကျွန်တော်အရေးအချင်းတွေအရေးသွေးတွေနဲ့နောက်ပြီးဘယ်လို challenge တွေပေါ့နော်လာမလဲဆိုတာစိတ်လှုပ်ရှားပြီးတော့ကျွန်တော်အာကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်ဘယ်လိုပြောမလဲဒီ challenge တွေကိုတွေးကြင်လို့ပေါ့နော်အတွေးကြုံရကြင်လို့ကျွန်တော်လာပြိုင်တာပါခင်ဗျာဟုတ်ရှိရရှိရပြီးတော့အရှိရဒိုင်နေရလဲကျွန်တော်အရန်အားကြလေးစားရတဲ့ဒိုင်နေဆိုတော့လေဟုတ်ဟုတ်ဟုတ်ကျွန်တော်ကအမေတစ်ခုသားတစ်ခုအန်ဒီချိုပြုံး Academy ရခဲ့ရပေါ့နော်ဒီအမေချီအားဇာကားရေကကိုဒွေးနေရာတည်ဆောက်နေပါတယ်ဟုတ် ဟုတ်အများကြီးရှိပါတယ်ကျွန်တော်အခုအခုအခုခြေရတော့မမေ့ပြိမဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီပုံစံလေးနဲ့ပေါ့နော်ကျွန်တော်ရအောင်တော့တရုပ်ဆောင်ခဲ့ပါတယ်ခင်ဗျအမေချိုလဲတွေ့ရင်ပေါ့နော်သဘောကျမယ်လို့လည်းထင်ပါတယ်ဟုတ်ဟုတ်ကျွန်တော်ပြီးအမေချစ်တဲ့သားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အမ်စိတ်ကူးလေးရလာလို့ပေါ့ကျွန်တော်အဲ့လိုလေးတရုပ်ဆောင်ခြင်းတယ်ပေါ့ပြီးအမေကားကြီးဘာရှိလဲရှာတော့ line မှာအမေခြေရတွေ့ပါပြီးနောက်ဆုံးခန်းလေးကကျွန်တော်ကြိုက်တဲ့ဇဝင်ခန်းလေးဖြစ်နေတော့ပေါ့နော်ကျွန်တော်အားလေးတရုပ်ဆောင်လိုက်တာပါ ကျွန်တော်လာအများကြီးချက်တော့မင်းတို့ဘယ်လောက်ချက်လဲဆိုတော့ကျွန်တော်อืมကျွန်တော်အမှန်တိုင်းပြောပြမယ်နော်ကျွန်တော်16ရက်တားရေကကျွန်တော်အမေရှိရမဟုတ်ဘူးမတောင်းခဲ့တာအခုတိကျွန်တော်ကိုချရာပို့ပေးအတီးခဲ့ပြီးတော့အဲကျွန်တော်အပြင်မှာလှုပ်လှုပ်တယ်ပေါ့နော်အရာရဲ့ပတ်စံနဲ့ကျွန်တော်အမေကိုအများကြီးထောက်ပံ့ပေးတယ်အမေပြောအောင်ထားတယ်ပြီးကျွန်တော်ရွှေကြိုတော့လည်းကျွန်တော်တောက်လျှောက်ခဲ့တယ်ပေါ့နော်အမေကိုအများကြီးမလှုပ်ပေးနိုင်ပေမဲ့ကျွန်တော်မေစိတ်ချမ်းသာဖို့အတွက်ကိုပဲကျွန်တော်အများကြီးလှုပ်ပေးခဲ့တယ်ပေါ့နော်ဟုတ်ဟုတ် ဒီပေါ့ MNI ပြောရရင်တော့ကျွန်တော်တို့ကဒီပုံမှန်တာမန်ဂီတားစုอ่ะပဲဆင်းသက်လာဖြစ်တဲ့အကြောင်းမလို့အမေကိုကိုလည်းရှက်မိရဲ့ဗျာဒီလားအဲ့လိုမျိုးပေါ့နော်ရှက်ရှက်လည်းရှက်မိရဲ့ဒါမှငါငါအမေအမေကိုကျွန်တော်လှုပ်ကြွေးခြင်းနဲ့စိတ်ကငငယ်လေးဖြစ်တာပေါ့နော်ဒါမှ16နှစ်10နှစ်အောင်မီတဲ့ကျွန်တော်တက်နိုင်တဲ့ဟာလေးတွေပေါ့နော်အမေကိုနောက်ဆုံးအများကြီးပတ်စံမရှာဘဲနဲ့ကျွန်တော်ပညာခန်းဆုံးနိုင်ပြီကျွန်တော်တင်တယ်ဖွဲရအောင်လုပ်တယ်ရွှေချိုလည်းငါရအောင်ပြိုင်မယ်အမေတွေ့ပြိုင်မယ်ဆိုပြီးရွယ်ချက်နဲ့ကျွန်တော်ပြိုင်ခဲ့တယ်နောက်ဆုံးအောင်မြင်သွားတယ်ပေါ့နော်ဟုတ် ငါအဲ့လိုမျိုးတန်းရှင်းရှာတော့တိတ်မကြဘူး။ဒါဆိုကျွန်တော်ကိုယ်တိုင်ရောအနုပညာကိုဟိုလေးလေးစားစားနဲ့ဟိုယူယူတည်တည်နဲ့ပေါ့နော်။ကျွန်တော်လှုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီလိုတန်းရှင်းရှာဖို့ကျွန်တော်တိတ်မကြဘူးပေါ့နော်။ကျွန်တော်ရှာစရာမလို့တကယ်အရေးချင်းရှိရဲ့လို့ကတော့အချိန်တစ်ခုစောင့်အောင်ပါပေါ့နော်။အဲ့ဒီအချိန်တစ်ခုမှာကိုယ့်အရေးချင်းတွေကဖြည်းဖြည်းပြိတ္တတိလာအောင်ပြိတ္တလက်ခံလာအောင်ပေါ့။စူးစမ်းမဲ့တာဝန်ကိုတာဝန်ပေါ့နော်။ဒီလိုတန်းရှင်းရှာဖို့ကျွန်တော်တော့မလိုဘူးထင်တယ်ဟုတ်။